因为我不需要依靠斗地穴了，就能走到今天。အရင်ပိုင်းမှာတော့ဘောဒီရှေအောင်တပင်ရဲ့အခွင့်အရေးကိုလူယူခဲ့ပေမဲ့လက်ပလာနဲ့ပြန်သွားခဲ့ရတယ်။ဟုံယူနဲ့နံပါတ်1တန်ဆန်တို့နန်းတော်သခင်ရဲ့အပြစ်ပေးမှုကိုခံရပြီးတော့အဲ့ဒီချိန်မှာပဲချဲကျွေးဆိုင်မှလည်းရောက်လောင်တယောက်ပင်မန်းတော်ကိုဂယူမဆိုင်ဖဲနဲ့ဘောဒီစေးလုံးကိုဖော်ဆက်နေခဲ့ပါတယ်။ရှောင်းရံကိုဘောဒီဓပ္ပနှလုံးသားကိုစုပ်ယူနိုင်ဖို့အတွက်ကူညီပေးချင်တာကြောင့်မှာ ရှောင်းရံကလည်းတစ္ဆာဖောက်တပဲဖြစ်တဲ့ရန်ဖုန်းရဲ့ဝိညာဉ်ကိုရောက်လောင်ကိုစီရင်ဖို့အတွက်ပြေးလိုက်ပါတယ်။နောင်တရရကောင်မှမသိတဲ့ဟန်ဖုန်းကိုတွေ့တဲ့အခါမှာတော့ရောက်လောင်ကလုံးဝစိတ်ပြတ်သွားပြီးတော့ဟန်ဖုန်းရဲ့ဝိညာဉ်ကိုကိုယ်တိုင်ခြေမှားပစ်လိုက်ပြီးတော့မကောင်းတဲ့ရေဆက်ဆိုးကိုအဆုံးသတ်ပစ်လိုက်ပါတော့တယ်။တစ်ဖက်မှာလည်းနန်းတော်သခင်ရဲ့ဒေါသမီတော်ကိုနှိမ်ဖို့အတွက်ကုယိုးကထမ်းမင်ခိုင်းပါဝင်တခြားရင်အားစုတွေကိုပူပေါင်းပြီးတော့ကြဲကြွဆိုင်ရင်ကိုဗက်ပေါင်းစုံကနေလက်စားချေတိုက်ခိုက်ပါတော့တယ်။တိုက်ပွဲကြီးတစ်ခုကတော့မကြခင်မှာဖြစ်သွားတော့မယ်လေ။လက်ရှိချိန်ကိုပြန်ဆက်ရရင်တော့ရန်သူတွေကကြဲတာရနေနမိတ်မဟာစီရင်ကိုတိုက်ခိုက်ဖို့လာနေကြပါပြီ မြင်မြလာကြရန်သူတွေလာနေပြီဆိုတဲ့အတန်ကြီးချဲ့ချွေဆိုင်အိမ်မှာပြည့်နေနေပါတယ်ချဲ့ချွေဆိုင်အိမ်ကတပည့်တွေအကုန်လုံးပြန်ပြီးခုခံဖို့အတွက်ပြေးလွှားနေကြပါတယ်အဲ့ဒီချိန်မှာအကြီးကဲတယောက်ကလည်းပေမာခန်းဆောင်ကိုရောက်လာတဲ့တပည့်တွေအစီအရေရှိကိုအမြန်သွားပြီးနေရာယူကြဖို့အမိန်ပေးလိုက်ပါတယ်ပြီးတာနဲ့ရောက်အောင်လို့လည်းရောက်လာကြပြီလေတိုက်နေတာတွေကိုကြည်ပြီးတော့ဒီမင်းဟဲမဟာမိတ်ဖွဲ့ကဘယ်လောက်ထိလုံနိုင်မလဲကြည်ကြသေးတာပေါ့ဆိုပြီးတော့ပြောလိုက်ပါတယ်တပည့်တွေကတော့ကျဲတာရနယ်နမိတ်အစီရင်ကြီးကျိုးပေါက်တော့မှလာဆိုပြီးတော့လက်နေကြပါတယ်ဒါပေမဲ့ဇက်တိုက်တိုက်နေတော့မှပဲရုတ်တရက်ရက်သွားတာကြောင့်ပိုလန့်သွားပါတယ်ပြီးတာနဲ့တစ်ချက်ထဲနဲ့တင်အစီရင်ကိုဖျက်ပစ်လိုက်နိုင်တယ်လေ ဒါကြောင့်ဖုန်းလောင်ကအကြီးကဲတွေကိုသူ့နဲ့တူတူအစီရင်ကိုအသက်သွင်းဖို့အမိန်ပေးလိုက်ပါတယ်။ကြေကြေဆိုင်ရင်ရှိသမျှနေရာတွေအပေါ်မှာအကာအကွယ်ပွင့်သွားလာကြအောင်တက်တာရရသွားပါတယ်။ပြီးတာနဲ့ကောင်းဝင်ကိုကြည့်လိုက်ပြီးတော့ရောက်လောင်ကသူတို့ရောက်လာကြပြီဆိုပြီးတော့ရေရွလိုက်ပါတယ်။နောက်တော့လေးဟာနဲ့ပေါက်ထဲကနေပြီးတော့လူပေါင်းများစွာအဖွဲ့ပေါင်းများစွာထွက်လာပါတယ်။ပြီးတာနဲ့လူတယောက်ထွက်လာပြီးတော့ရောက်ချန်နေကောင်းလားဆိုပြီးတော့နှုတ်ဆက်လိုက်ပါတယ်။ သူကတော့တဆေကိုကြီးထမ်းမယ်မှာရောက်လောင်ကမင်းအသက်ရှင်နေဦးမယ်လို့မထင်ထားဘူးဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့တော့ဟိုဘက်ကလည်းမင်းလိုစိတ်ဝိညာဉ်တစ်ခုလေးကြံ့တော့တဲ့သူကတော့အသက်ရှင်နိုင်သေးတာပဲငါလိုအဖိုးကြီးကအလွဲတကူတေးရမှာလားဆိုပြီးတော့ပြန်ပြောလိုက်ပါတယ် ရောက်လာတဲ့လူကအနည်းဆုံး100နီးပါးလောက်ရှိပြီးတော့လူထက်ဝက်ကျော်ကတိုင်းဝိဇာဆင့်နေကြီးပဲဖြစ်ပြီးဒီအဖွဲနဲ့တဆေအိုကြီးထမ်းမင်လို့သူတော်စင်တဝက်နဲ့ပေါင်းဆက်လိုက်မယ်ဆိုရင်ဒီအဖွဲကတော်တော်လေးကိုကြောက်စရာကောင်းနေပါပြီ။ဒါပေမဲ့ဒီလိုအဖွဲသက်သက်နဲ့ကြဲကြွေးဆိုင်ကိုဖျက်ဆီးခြင်းတော့မလုံလောက်သေးပါဘူး။နှစ်ပေါင်းများစွာတိုးတက်လာတဲ့အတွက်ကြော်ကြီးဆိုင်မှာရှိတဲ့ပညာရှင်တွေအကြီးအကဲကလည်းသူတို့အဖွဲ့ထက်ယော်နေမနေဘူးလေပြီးတာနဲ့တဆေအိုကြီးကကြဲကြွေးဆိုင်ကသူတို့ထမ်းမင်ကရဲ့အစီအစဉ်တွေကိုအချိန်ချင်းဖျက်လို့ဖျက်စီလုပ်ခဲ့ပြီးတော့ဒီတစ်ခါတော့သူကိုယ်တိုင်ရှင်းပြတော့မယ်ဆိုပြီးတော့ချိန်ညာလိုက်ပါတယ် ဒါမှအလဲပိုင်းကုန်းပြင်မှာသူတို့ကိုပြန်လှန်ရဲတဲ့အင်အားစုမရှိတော့မှဆိုပြီးတော့ပြောလိုက်တော့ရောက်လောင်ကလည်းမင်းလိုသူတော်စင်တဝက်အဆင့်တယောက်တည်းရှိတယ်မင်းဟဲမဟာမိတ်ဖွဲ့ကများအယူအိမ်မဲ့မက်နေတာပဲဆိုပြီးတော့ပြန်ဖဲလိုက်ပါတယ်ဟိုကောင်ကလည်းအာမခံချက်မရှိဘဲနဲ့တော့ငါကဒီကိုဘာလို့လှုပ်ပြီးတော့ရောက်လာမှာလဲဆိုပြီးတော့ဆရာကြီးနှစ်ယောက်ကျေးဇူးပြုပြီးထွက်လာခဲ့ပါတော့ဆိုပြီးတော့ခေါ်လိုက်ပါတယ်ပြီးရနဲ့လေဟာနဲ့တခုလုံးလှုပ်ရှားလာပြီးတော့ဝိညာဉ်တန်တော်ကလူတွေထွက်လာပါတယ်နံပါတ်1တန်စံလည်းပါပါတယ်ဘေးကတယောက်ကတော့ဒီလိုအသေးမွှားလေးကိုရှင်းဖို့သူ့ကိုခေါ်လာရလားဆိုပြီးတော့တင်းနေပါတယ် အဲ့တော့ကုယိုးခါကြဲကျွေးဆိုင်ကိုဖျက်ဆီးဖို့လည်းမကဘူးရှောင်းရံကိုပါခေါ်သွားဖို့ဆိုပြီးရှောင်းရံကိုရှာပေးမယ်မတွေ့ရကြအောင်ကလေးတွေမုံတောင်းသလိုပဲရှောင်းရံကိုခုထုတ်ပေးဆိုပြီးတော့တောင်းလိုက်ပါတယ်ရှောင်းလောင်ကတော့တိုက်ဆိုလဲတိုက်ကြတာပေါ့ကွာဆိုပြီးတော့တိုက်ဖို့ကိုအသိမြင်လိုက်ပါတယ်ဒါကိုကြည့်ပြီးတော့တဆေဝကြီးထဲမင်ကကြည့်ရတာဒီနေ့တော့ကြဲကျွေးဆိုင်ကိုသွေးနဲ့ဆေးကြောပြင်းမှရမယ်ထင်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ပြီးရနဲ့နှစ်ဖက်ကစားပြီးတိုက်ခိုက်ကြပါတော့တယ်။ရောက်လောင်ကတော့တိုက်ဖို့မလိုဘူးဆိုပြီးអော်လိုက်ပေမယ့်စိတ်ထဲမှာတော့ဖုံးလောင်ကိုအကာအကွယ်ကိုထိန်းထားဖို့မျှော်လင့်နေပါတယ်။ ူတို့တိုက်တာတော့ဘာမှမဖြစ်သေးတဲ့အကာအကွယ်ကိုကြည်ရင်လည်းဒီအစီရင်ကတော်တော်လေးကိုလေးနေတဲ့ပုံပဲဆိုပြီးတော့ရေရွတ်လိုက်ပြီးတော့ကုယိုးတို့ကိုသူနဲ့လိုက်ခဲ့ပြီးတော့အစီရင်ဗဟိုချက်ကိုသွားဖြတ်စီဖို့ခေါ်လိုက်ပါတယ်။၃ယောက်သားပြန်သွားကြတာတွေ့တော့ရောက်လောင်တို့ကလည်းအ мян သွားတာကိုလုပ်နေရပြီလေ။ လိုက်လာတာကိုသိတယ်။ထမ်းမင်ကကုယိုးကိုတူတူတိုက်ဖို့ပြောလိုက်ပါတယ်။ကျန်တဲ့တယောက်ကတော့အစီရင်ဘဟုချက်ကိုဖျက်ဆီးဖို့သွားမှာပါ။ဟိုတကောင်ကလည်းရဲပြီးတော့ဒီနေ့ကျဲကျွေဆိုင်ရဲ့ဂိုင်းကာွယ်ရေးမဟာအစီရင်ကိုစမ်းကြည့်ရသေးတာပေါ့ဆိုပြီးတော့စွန့်ရင်လက်ဝါးနဲ့ရိုက်ထလိုက်တာကြောင့်တချို့အကြီးကဲတွေပုံစံပြတ်သွားပြီမယ်။ဖုန်းလောင်ကတော့ခုခံရင်နဲ့ထိန်းထားဖို့អော်လိုက်ပါတယ်။ရောက်လောင်ကတော့ကုယိုးနဲ့ထမ်းမင်ကိုတူတာဝင်ထားလိုက်ဆိုပြီးတော့ကျန်တဲ့သူတွေကိုနံပါတ်3တန်ဆန်ကိုထိန်းထားဖို့သွားပြောလိုက်ပါတယ်။ ပြီးတာနဲ့ဝိညာဉ်လေဟာနယ်ကိုဖွင့်လိုက်ပါတယ်ဝိညာဉ်လေဟာနယ်ကကြဲပြက်နဲ့စွမ်းရင်နေအများကြီးတုံးရတာကြောင့်ရောက်လောင်ကြကြမခံနိုင်ဘူးဆိုပြီးတော့ဟူယိုတို့ကတွက်လိုက်ပါတယ်ရောက်လောင်ကလည်းမင်းတို့ရက်ွက်ဖဲတွေဘယ်လောက်ထုတ်သွင်းနိုင်မလဲကြီးကြသေးတာပေါ့ဆိုပြီးတော့အတားအဆီးတွေကိုထုတ်လိုက်ပါတယ် အဲ့တော့ထမ်းမင်ကရောက်လောင်ကိုမင်းဝင်းကျင်ဆွမ်းအားကကောင်းပေမဲ့သူတော်စင်တဝက်နှစ်ယောက်ကိုတတ်ဖို့ကြံတာကတော့အိမ်မက်မက်နေတာပဲကွာဆိုပြီးပြောပြီးတော့ပြေးတိုက်ပါလေရောက်လောင်ကရှောင်လိုက်ပြီးတော့နောက်ကနေပြန်လိုက်ပါလေထမ်းမင်ပြေးဖို့လို့တော့ရှေ့ကနေပိတ်ပြီးတိုက်ဖို့အလို့ကုရိုးရောက်လာပြီးတော့ဝင်းကျင်တောင်ကောင်းကင်ပိတ်လောင်ခြင်းကိုတုံလိုက်ပါလေအနက်ရောင်တန်ချိုးတွေထွက်လာပြီးတော့တိုက်လိုက်တာကြောင့်ရောက်လောင်တယောက်ကိုဘွားတွေကိုထုတ်ပြီးတော့တားလိုက်ပါလေပြီးတာနဲ့တန်ချိုးကိုဆွဲလိုက်ပြီးတော့ပါပိတ်ရလိုက်တာကြောင့်နောက်ကလွန်သွားပြီလေနှစ်ကောင်သာကြောချင်းကတ်သွားပြီးတော့ရောက်လောင်ကိုမတွေ့တာကြောင့်အသေးတန်လိုက်ရှာနေပါလေအပြင်မှာတော့မမဦးဆောင်ပြီးတော့နံပါတ်3တန်ဆန်နဲ့ထိတ်တိုက်တွေ့နေကြပြီလေ ဟိုကောင်ကမိနစ်၃ယောက်ကငါလက်တစ်ဖက်ကိုတောင်တားနိုင်မှာမဟုတ်ဘူးဆိုပြီးတော့ confidence နေအပြည့်ဖြစ်နေပါတယ်ပြီးတာနဲ့ရှိသမျှအကွက်တွေအကုန်ထုတ်လိုက်ဆိုပြီးတော့ပြောတော့မမကခုနှစ်ယောက်ချဲကောင်းကင်စာစပတ်အုပ်မူရဖြစ်ကိုအသွင်ပြောင်းလိုက်ပါတယ်။အဲ့ဒီချိန်ရှောင်းဤရှန်းကလည်းဒရာရီရနေတဲ့မျက်နှာလေးနဲ့အစိအပြက်ခန္ဓာကိုယ်ကိုထုတ်သွင်းလိုက်ပါတယ်။ချင်းလင်ကလည်းရှေးဟောင်းကောင်းကင်မူကိုထုတ်လိုက်ပြီလေ။ ပြီးတာနဲ့၃ရောင်သားတိုက်လိုက်ကြပါတယ်။ရှေးရောင်ကောင်းကင်မွေကချုပ်ထားပြီးတော့ရှောင်ရှန်းကဒီနေ့ဒီကနေပြီးအသက်ရှင်ရထွက်သွားဖို့စိတ်မကူးနဲ့လို့ပြောရင်းနဲ့အစိတ်ကဘာကိုထုတ်သုံးလိုက်ပါတယ်။ဒါပေမဲ့ပောက်ကွဲမှုကြီးဖြစ်သွားပြီးတော့ရှောင်ရှန်းတို့နောက်ကိုဆုတ်လိုက်ရပြီမယ်။နံပါတ်၃တန်ဆန်ကတော့အေးဆေးပါပဲ။လက်ကိုခါပြီးတော့ရဲရင်နဲ့စောစောကမင်းတို့ကိုရှော့တွက်မိသွားတာပဲဆိုပြီးတော့ပြောလိုက်ပါတယ်။လက်တစ်ဖက်ထဲနဲ့အလွယ်လေးအနိုင်ရမယ်လို့ထင်ထားတာလေ။ပြီးတာနဲ့အကျောဆန်းလိုက်ပြီးတော့ပြေးလိုက်ပါတော့တယ်။ အဲ့ဒီချိန်ရောက်လောင်တို့ကလည်းမနာရန်တိုက်ခိုက်နေပါတယ်။ရောက်လောင်ကိုကြည့်ပြီးတော့ဒီလောက်ကျေပြန့်တဲ့ဝိညာဉ်စွမ်းအားပမာဏကိုတစ်ချိန်တည်းနဲ့ထုတ်သုံးနေတာခံရခက်နေပြီမလားဆိုပြီးတော့မေးရင်းနဲ့ထမ်းမင်တယောက်စွမ်းရည်လေးဝေးကိုထုတ်ပြီးတော့ဖျက်ဆီးလိုက်ပါတယ်။အဲ့ဒီချိန်မှာရောက်လောင်ကနောက်ကနေပေါ်လာပြီးတော့နှစ်ယောက်တစ်ယောက်လက်ဝါးချင်းရှင်ရဲလိုက်တော့နှစ်ဖက်စလုံးတံရကိုစီရပြီးတော့နောက်ကိုလွန်သွားကြပြီလေ။ဒါကိုကြည့်ပြီးတော့ရောက်ချက်မခံနိုင်တော့ဘူးဆိုပြီးတော့တူတူတိုက်ဖို့လုပ်လိုက်ကြပါတယ်။ အဲ့ဒီချိန်မမတို့ကလည်းအလဲလဲဝဲဝဲဖြစ်ကုန်ပါပြီ။၃ယောက်လုံးကထူးခြားတဲ့စွမ်းရည်တွေပိုင်ဆိုင်ထားပေမဲ့နံပါတ်၃တန်ဆန်နဲ့အစစ်မှန်တိုက်ခိုက်ဖို့ကတော့မဖြစ်နိုင်ဘူးလေ။အကာအွယ်ကလည်းအပေါက်ကြီးဖြစ်သွားတာကြောင့်ဖျက်ဆီးဖို့လာတဲ့ရန်သူကိုဖုံးလောင်ကရှေ့ကပိတ်တိုက်ပေမဲ့မတားဆီးလိုက်နိုင်ပါဘူး။အစီရင်ကြီးပျက်စီးသွားပါလေ။မဟာစီရင်ကြီးကအစွမ်းမပြတော့ပါဘူး။ဒါကိုခွင်ကောင်းယူပြီးတော့တိုက်ကြတာကြောင့်ကျေကျေဆိုင်ရင်ကလူတွေတော်တော်လေးကိုထိနာကုန်ပါလေ။လူတွေအထိနာကုန်တဲ့အပြင်အဆောင်ကလည်းမီးလောင်တိုက်သွင်းခံရတယ်လို့ပျက်စီးကုန်ပြီလေ။ ဒါပေမဲ့လေတပည့်တွေကတော့ဇွဲမလျှော့ပဲနဲ့အသေးခံပြီးတော့ပြန်တိုက်ပါတယ်အဲ့ဒီချိန်လေးလျက်စည်းဆိုင်ရင်ကကောင်းငင်ကိုတက်မိုးဂျိုအချင်းတော်စီရင်ကိုဖွဲ့လိုက်ပြီးတော့ဘေးပတ်ပတ်လေကိုပိတ်လောင်ရင်းနဲ့ကျေကျေဆိုင်ရင်ကတပည့်တွေကိုမိုးဂျိုနဲ့ဘဝပြောင်းပေးလိုက်ပါတယ်အခုရှုံးနေနေတာကတော့ချဲ့ကျွေးဆိုင်မှာဒါကိုစိတ်ထိကြိုက်ပြီးကြည်နေရတဲ့ချင်းလွန်ကိုတော့ဝိဇာထန်းဝါကအချိန်မီကယ်တင်လိုက်နိုင်ပါတယ်။ရောက်လောင်ကလည်းဒယ်ယာရီနဲ့အတူပြုတ်ကြလာပါတယ်။ အကုန်လုံးမြေပြင်မှာဒဏ်ရာတွေကိုစီနေမထနိုင်ကြတော့ပါဘူးအဲ့ဒီချိန်မှာထမ်းမင်တို့ပြန်ပေါ်လာပြီးတော့ဒီနေ့မင်းသေးကိုတေးရမယ်ဆိုပြီးတော့ရောက်လောင်ကိုချိန်လိုက်ပြီးတော့အားလုံးပြန်ယူတိုက်လိုက်ပါတယ်ကျေကျေဆိုင်ရဲ့တတန်းကဒီမှာပဲကုံတော့မှာလားရောက်လောင်ဒီနေရာမှာပဲဆုံးသက်သွားမှာလားကျေကျေဆိုင်ကအကြီးကြီးတွေအကုန်လုံးရောက်လောင်ရှိကနေပြီးရှိသမျှအားနဲ့ကားလိုက်ပါတယ်ဒါကကြည့်ရင်ねကျေကျေဆိုင်ဆိုတာဘယ်လောက်စီးလုံးလဲဆိုတာမြင်နိုင်ပါတယ် ထမင်းကတော့အကုန်လုံးတူတူသွားတည်လိုက်ကြတော့ဆိုပြီးတော့ပြောလိုက်ပါတယ်တောက်ခံထားတဲ့လူတွေအကုန်လုံးအမှုန်ဝါကိုပြောင်းသွားတဲ့အထိတောက်ခံခဲ့ကြပါတယ်ဒါပေမဲ့လည်းခြားခြားမခံနိုင်နိုင်ပါဘူးဒါကိုကြည့်ရင်လည်းထမင်းကတော့အာရပါရရဲ့ပြီးတော့မင်းဟန်မဟာမိတ်ဖွဲ့ကိုစန့်ကျင်တဲ့အဆုံးသက်ပဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာမီးစွမ်းရဲ့နေနေတူဒီနေ့ကြေတာရနေနေမိတ်သေးကငါးဆိုင်အိမ်ကလူမဟုတ်တဲ့သူတွေအကုန်ပေးရမယ်ဆိုတဲ့အတန်ထွက်ပေါ်လာပါတယ်။ဟုတ်ပါတယ်။ဇလိုက်ကျော်ကြီးရှောင်းရံရောက်လာတာပါ။ကောင်းငင်ကမီးတော့လှိုင်းလုံးကြီးပေါ်လာပြီးတော့ခြေပြလူတွေအကုန်လုံးကိုအမှုန့်ချိတ်ပေးလိုက်ပါတယ်။ ပြီးတာနဲ့ဘသူမှထွက်ပြေးလို့မရအောင်လေဟာနယ်ကိုပါချိတ်ပိတ်လိုက်ပါတယ်။စွမ်းရင်တွေကိုကြည့်ပြီးတော့ရှောင်းရံကတိုင်းသူတော်စင်ဖြစ်သွားပြီဆိုတာကူယိုကတီးသွားပြီလေ။ရှောင်းရံမန်းတီးသွားတဲ့အတွက်ကြွက်ကြီးဆိုင်ရင်ကလူတွေအကုန်လုံးကလည်းအားတက်သွားပါတယ်။ရှောင်းရံတယောက်လုံးဝကိုပြောင်းလဲသွားတဲ့ပုံစံနဲ့အတူနတ်ဖျားတစ်ပါးလိုထွက်လာတဲ့ချိန်မှာပဲစိတ်မကောင်းသွားတဲ့ဒပိုင်းပြီးသွားပါတယ်။ရှောင်းရံတယောက်ဘလူတွေပေါ်ချက်မလဲဆိုတာနောက်တစ်ပိုင်းမှာဆက်လက်ဆောင်ကြည့်ပေးပါဦး။ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါဦးခင်ဗျာ။